ဲ့တော့ဒီ Allegory Review Channel မှာတော့ J Fire ကကိုကိုကိုစောက်ရှောက်ကြကိုမိသားစုကိုစောက်ရှောက်ကြဒါမှကိုတိုင်းပြည်ကိုစောက်ရှောက်နိုင်မယ်ဆိုတော့စကားနဲ့ပွဲစုထားပြီးတကာလမနေ့ကတစောင်းနိုင်ပွဲတော်မှာကွန်တုံးနေဝေပြီးလိန်ဆက်ဆန်နဲ့မှုနဲ့ပတ်သက်ပြီးတော့ပြောင်ပြောင်တင်းတင်းမမရရိုင်းပြောဆိုသွားတဲ့စေကွဲနေတဲ့လူငယ်တစုရဲ့တည်င်းကိုလည်းကြားရပါတယ် လော့စဘီကာရီနားမခံနိုင်အောင်တကြံနဲ့ပုံကထိန်မှားနေတဲ့မြမရိုးရအစင်လာတဲ့ဒဲကတစ်ခုဖြစ်တဲ့ပုံကထိန်ပွဲတော်ကြီးဟာအနောက်တိုင်းဂီတတန်တွေနဲ့ဖင်လို့ရင်လို့မူယူပျော်ပါမှုတွေအောက်မှာဖယိုဖယဲဂုံတိတ်ခါတွေပြည့်ရင်းနေတဲ့အခြေအနေပါတစောင်းတိုင်းဖြော်ပွေးဘွဲတွေမှာလည်းရုပ်ပြက်ဆင်းပြက်တယုတ်ပြက်နဲ့မူယူကွဲပြဲနေတဲ့လူငယ်တွေရဲ့အလောက်ချင်ရာလို့ပြောချင်ရာပြော မိုက်မိုက်ရိုင်းရိုင်းစော်ကားပြောဆိုမှုတွေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်အခြားနိုင်ငံတွေထဲမှာတစောင်းနိုင်ကျွန်တော်တို့ဘုံကထိန်တွေတစောင်းနိုင်ပွဲတော်တွေနဲ့နီးတူအနည်းဆက်ဆုံးထိုင်းနိုင်ငံမှာလည်းဘုံကထိန်နီးတူလွဲကထုံးဆိုတဲ့ပွဲမျိုးချင်းပါနေတာပဲသူတို့နိုင်ငံမှာတော့သူတို့ရိုးရရင်ကျေးမှုနဲ့ခင်းနဲ့ပေါင်းဆက်ထားတဲ့ပွဲကြီးကိုတကပါလုံးကလူတွေလာကြည့်နိုင်လာကြည့်ဖို့ ဆွဲဆောင်နိုင်ခဲ့တဲ့လွယ်ကထုံမီးပွဲတော်ကြီးမီးပုံမြန်လွတ်တဲ့ပွဲတော်ကြီးဂျိုးရာနဲ့ခင့်နဲ့ပေါင်းဆက်ပြီးကဘာကြီးရဲ့ဧည့်သည်ဒီအားလုံးကိုဆွဲဆောင်ခေါ်ယူထားပါတယ်မြမပြည်ရင်းမှာတော့မျိုးဆက်တွေပဲအဆက်ပြတ်ကုန်တာလားနောက်လာတဲ့မျိုးဆက်ရဲ့ဖြော်ပြမှုတွေအမှုပြင်နာတွေရပဲအစ်စ်နှိမ့်တာလား သူတို့ကိုနိုင်ကိုကပဲအထင်းကိုမဲ့ကြီးပြင်းလာတာလားပါလာတော့မသိပြီမဲ့ထင်ပေါ်လို့စင်တော်ရောက်လာတဲ့လူငယ်တွေအမှုပညာရှင်တွေအစိုးရတွေကိုကြီးလိုက်ရင်ကိုတိုင်းပြည်အတွက်ငါနိုင်ငံအတွက်ငါလူမျိုးအတွက်အမှန်တရားအတွက်ဆိုတာမျိုးတွေလုံးဝနှီးပါမတွေ့ရတဲ့အခြေအနေဟာကျွန်တော်တို့အနာဂတ်အတွက်တိုင်းပြည်အနာဂတ်အတွက် အင်မတန်စိတ်မကောင်းစရာအခြေအနေတရားကိုတော့ကျွန်တော်တွေ့နေရပါတယ်။ဖြစ်နေစနစ်နဲ့အခြေအနေရဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့အင်မတန်ရှင်လေးမိတယ်လို့ဒီနေ့ကတော့တော်လန်စစ်တရင်တွေကိုပြောပြချင်ပါသေးတယ်။ဒီဘက်မှာတော့ကျွန်တော်တို့ဖက်စစ်တက်ကရရဆက်ဆက်လုတ်ကင်နေဆောင်ရွက်မှုအခြေအနေတွေရွေးကောက်ပွဲကိုဆန့်ကျင်လို့ရွေးကောက်ပွဲကိုစော်ကားလို့ဆိုပြီးပြည်သူတွေကိုဒီကနေ့ထပ်မံဖမ်းဆီးလိုက်တဲ့အခြေအနေတွေအဖြစ်ကရင်ပြည်နယ်၄ကော်ဒေတာ မိုးကုတ်ဒေတာကစီရီသတင်းနေနဲ့အတူကျွန်တော်တို့တော်လန်စစ်သတင်းနေနဲ့စတင်မှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာကရင်ပြည်နယ်လေးကီကိုကြည့်အောင်လေးကီကိုနဲ့ပတ်သက်ပြီးတော့မြောက်ဒီမြို့ရဲ့နောက်ဆုံးအခြေအနေကိုလေ့လာကြည့်တော့မြောက်ဒီကုံတဲရေးစုံကြီးကိုပြန်လဲဖွင့်လှစ်ဖို့ရှင်းလင်းနေတယ်ဆိုတဲ့သတင်းကြားနေရပါတယ်တဖက်မှာလည်းမြောက်ဒီစောချစ်သူကီကီပတ်ကြားဖြန့်အတွဲအဆက်နဲ့ပတ်သက်ပြီး နှစ်ကုံကတရင်မှုတွေနဲ့စောချစ်သူတို့ညှိနှိုင်းပြီးကေကေဘက်ကိုဖြိုချပြနေပါတယ်။ဘယ်စောက်ချိန်ကိုတေတံချပြီးမှစောချစ်သူဟာမင်းအောင်လိုင်းကသူ့ကိုဘယ်စောက်ချိန်လို ထိုးကျွေးမယ်ဆိုတဲ့အရေးအယောင်တွေကိုတွေ့နေရတာကြောင့်စစ်တပ်အလိုကြလုံပြနေတာကြီးတွေကိုတော့ခင်ဗျားတို့ကျွန်တော်တို့သိပြီးသားဖြစ်တဲ့အတွက်ထူ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 ပြောစရာမလိုတော့ဘူး။အဲ့ဒီမှာဒီကနေ့လေကစ်ကော်ကိုစစ်ကြောင်းထိုးလာတယ် စစ်ကြောင်းထိုးပြီးတော့လေကိတ်ကောတဝိုက်ဖလူပေါ့ရသိတောင်တဝိုက်ကိုအာဒီသိမ့်ပိုင်မယ်ဆိုပြီးစစ်ကြောင်းထိုးတယ်တမနှစ်နှစ်စစ်ကြောင်းခွေးသေးဝတ်သေးတည်တဲ့အဖြစ်ကိုတရင်မှုပုံမှုတူရိအောင်ဥဆောင်ထားတဲ့တမနှစ်နှစ်ကိုနောက်တန်းကအားဖြစ်ကူညီပေးနေမှုတွေလုပ်နေပါတယ်ဘလို့အားဖြစ်လဲဆိုတော့ မြောက်ဒီဘဘိုးကြီးစီမှာအုံပွဲငပြောပွဲနဲ့တွားရောက်ဆူတောင်းပြီးရတရာခြေပေးနေပါတယ်။ဗိုလ်မှူးသူတွေရောင်းတဲ့တပ်ဖွဲ့ဝင်များအတွက်မြောက်ဒီဘဘိုးကြီးနန်းနန်းမှာအုံပွဲငပြောပွဲတွေထိုးထားတယ်။ဗိုလ်မှူးသူတွေရောင်းရှေ့တန်းစစ်မြေပေါ်မှာစစ်ရှုံးအထိနာနေလို့ကတော့ပွဲပေးပြီးတက်ရိုက်တက်ဆင်ရရချီထားတာပါအမြန်လန်း7ဖာလုံ7မိုင်7ဖာလုံကနန်းနန်းတကိုးကြီးတယ်ဆူတောင်းပြည့်တယ်ဆိုပြီးနာမည်ကြီးတယ် ဲ့ဒီမှာလုံနေတယ်လို့သိရတယ်မြောက်ဒီဘူဘီမဟုတ်ဘူးဗျာထားလိုက်ပါနော်အဲ့တော့တမနှစ်နှစ်ခမရ200နှစ်တရင်တမနှစ်နှစ်လက်အောက်ခံဒီတရင်ဟာကင်းပြီနဲ့ဖန်မျိုးအခြေဆိုင်တမနှစ်နှစ်ရဲ့လက်အောက်ခံဖြစ်တယ်ဒီတရင်ကသူတွေမိသားစုဝင်နေပေါ့ဗျာစစ်တပ်မိသားစုဝင်နေကရန်ကုန်မန္တလေးအမြန်လန်းစစ်တမိုင်တဖာလုံးကနန်းနန်းမှာလာပြီးတော့ပွဲထိုးနေတာကို ပြည်သူလူတွေကသတင်းတွေပေးဖို့ကြားတယ်အဲ့တော့စတေမာ21ရက်နေ့တလျှောက်လုံးပေါ့လေကိကောဖလူဖလူတကြောလုံးကိုဖက်စစ်တပ်နဲ့ BG ရဲ့ပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်ခဲ့တယ်ရသေကူကြော်ဝါဘူးတကြောဖက်စစ်တပ်ဟာစစ်ဦးကျုံသွားပြီးမိုင်းခွင်းထဲမှာခွေးတွေဝတ်တွေတေကာတော်လိုင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်အလောင်းတွေပုံထက်နေတယ်လို့ မနေ့ကကော်ဘရာစစ်ကြောင်းမှုတွေရဲ့တင်စီရမိတဲ့လက်နက်တွေထုတ်ပြန်သလိုတမနှစ်နဲ့ကကောင်းနေလာကြည်စမ်းတမနှစ်နဲ့ကကောင်းနေပေးတဲ့လက်ဆောင်ဆိုတဲ့သတင်းကိုလည်းအားလုံးကြားပြီးပြီဖြစ်မှာပါအဲ့တော့ဒီနေ့ဒီအချိန်မှာမင်းလက်ပန်ရတိကူဖလူအဲ့ဘက်တွေကိုတိမ့်ပိုက်နိုင်မှုဖက်စစ်တပ်ဟာအင်အားအများအပြားသုံးပြီးစစ်ကြောင်းများဖြစ်ချီတက်တိုက်ခိုက်နေတဲ့အခြေအနေကိုတော့ကျွန်တော်တို့တွေ့ရပါတယ် လက်ရှိအချိန်ထိတော့ဖက်စစ်တပ်အနေနဲ့အလူးလဲတေဆုံးမှုတွေရှိနေပြီးတော့နောက်ဆက်တွဲသတင်းတွေကိုတော့နောက်ရက်မှာကျွန်တော်တို့တင်ပြပေးချင်ပါတယ်။တစ်ဆက်ထဲမှာမိုးကုတ်သတင်းကိုကျွန်တော်ပြောပြချင်ပါတယ်။မိုးကုတ်နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာ PLA ဆိုတဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က DNLA မိုးကုတ်ကနေစုတ်ခွာသွားခဲ့ရင်အစွမ်းကုန်ကာကွယ်ပါမယ်ဆိုတဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ DNLA စုတ်ခွာသွားခဲ့ရင် PLA MDM PDF AVF DF နဲ့ အခြားတပ်ပေါင်းစုတွေကမိုးကုတ်ဗျူဟာပါပါဝင်ပေါင်းဆက်ပြီးအစွမ်းကုန်ကာကွယ်မယ်လို့အလုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့မိုးကုတ်ရဲ့စီရေးဟာလေမိုးကုတ်မုံမိတ်စီရေးဟာလေကျွန်တော်တို့နိုင်ငံကျွန်တော်တို့တော်လှန်ရေးအတွက်မဟာဗျူဟာမြောက်စီစစ်စင်စစ်တက်စစ်ချီခန်းစစ်ချီစစ်ခွာစစ်အတွက်အင်မတန်အရေးပါတဲ့ဒေတာတစ်ခုလို့ပြောလို့ရပါတယ်မိုးကုတ်မြို့ကိုစီရေးရမြေပုံကျွန်တော်တို့လေ့လာကြည့်တဲ့အခါနောင်ချိုတီဘော ကြောင်မြောင်းအစရှိတဲ့ဒေသတွေမှာတော့ဖက်စစ်တပ်ကသိမ့်ပိုက်ပြီးမိုးကုတ်နဲ့မိုးမေကိုညှက်တိုက်မယ်ဆိုတဲ့အစီအမံတွေနဲ့စစ်ကောင်စီဝါရပြန့် channel တွေကတော့ထုတ်ပြန်နေတာတွေ့ရပါတယ်။ဒါပေမဲ့လားရှိုးလောက်လွလွဲကူကူမဟုတ်ဘူးဆိုတာတော့သူတို့ကိုယ်တိုင်ဝန်ခံထားပါတယ်။မိုးကုတ်မိုးမေကိုသာလွလွဲကူကူလက်လွတ်လိုက်ရင် DNA လေးကလွယ်လွယ်ကူကူလက်လွတ်လိုက်လို့ဖြစ်လာမဲ့နောက်ဆက်တွဲအခင်းချင်းတွေအများကြီးရှိတဲ့အတွက်တော်လိုင်းရေးတက်တွေဟာ မိုးကုတ်မိုးမိတ်ကိုကာကွယ်ပိတ်ဆို့ထားဖို့ကြိုးစားနေတာပါအကယ်၍မိုးကုတ်မိုးမိတ်သာ TNL လိုပဲလွယ်လွယ်ကူကူလက်လွတ်လိုက်မယ်ဆိုရင်သခိုင်းတကြောမကွေးတကြောရှမ်းမြောက်တကြောလုံးကတော်လန်ကြီးတက်တွေအပါဝင်တက်တော်တော်တော်များများတော်လန်ကြီးအတွက်ကြီးမားတဲ့မဟာဗျူဟာမြောက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်စရာရှိပါတယ်အဲ့တော့ PDF ညီငယ်တယောက်ပြောတဲ့စကားလေးကိုညံ့ပြောချင်တာကကျွန်တော်တို့ဟာ ပြည်သူတရက်လုံးအတွက်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်ပြည်သူတရက်လုံးထဲမှာတောင်ပြည်သူလည်းပါတယ်ကချင်ပြည်သူလည်းပါတယ်ကရင်ပြည်သူလည်းပါတယ်မွန်ပြည်သူလည်းပါတယ်ရခိုင်ပြည်သူလည်းပါတယ်အခြားတိုင်းသားတပ်ဖွဲ့တွေကတော့သူတို့လူမျိုးသူတို့နေမီသူတို့အာနာအတွက်တိုက်ချင်တိုက်ပါလိမ့်မယ်အပြစ်မပြောလို့ပါဘူးတဲ့ပြောလို့လေမရမှာမရတာတဲ့အမှန်တော့အားလုံးအတွက်လုတ်ပေးစီခြင်းတာတဲ့သူတို့ကအင်မတန်အင်အားကြီးတယ်လို့ ်အင်မတန်စည်ရဲ့အတွက်ကြောင့်ရှိတယ်ဗျာတို့ပဲမဲတဲ့အဲ့ဒါဆိုရင်တို့လိုပဲကျွန်တော်တို့တွေးရင်ကျွန်တော်တို့ဗမာတွေအတွက်ပဲတိုက်ရမှာလားတဲ့သူပြန်ပြောတာမလုံနိုင်ဘူးအကိုတဲ့ကျွန်တော်တို့ကမြမပြည်တဲကမြည်တိတိုင်းသားလူမျိုးအတွက်မဆိုပြည်သူတရက်လုံးအတွက်ကျွန်တော်တို့ PDF ကတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်ဆိုတဲ့စကား ကျွန်တော်နှလုံးသားတွေကိုစူးစူးနစ်နစ်ဝင်ရောက်ခဲ့ပါတယ်အဲ့တော့ဒီလိုစစ်ပွဲတိုက်ပွဲတွေနဲ့တရဆက်နိုင်ငံရေးမျက်နှာစာမှာလဲဖက်ရှစ်တပ်ဟာအောင်မြင်တဲ့အမှုပညာရှင်ဒရိုက်တာတွေအပါအဝင်ဂျွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့နှီးပေါင်းစုံနဲ့ကြိုးပမ်းနေတယ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူလူထုဟာ စကားတစ်လုံးတော့မဟာရဲအောင်အကြောက်တရားရိုက်သွင်းမှုတွေလုပ်နေပါတယ်ဒီကနေ့ထပ်ပြီးတော့နှွေမလေးရနေမှာရုပ်ောက်ပွဲနောက်ဆက်ဟန်တာလို့ဆိုပြီးဝါခေမမတယောက်ပသိမ်မှာတယောက်ဖအံမှာနှစ်ယောက်ရန်ကုန်ဒလမှာတယောက်ကမာရုံမှာတယောက်တောင်ကြီးမှာတယောက်ချက်ပြီးတော့ခုနှစ်ယောက်ကိုအေးအေးယူဖမ်းဆီးခဲ့ပါတယ် ဲ့တော့နိုဝင်လာ၂ရက်နေ့မှာဖအံမှာနေတဲ့လူငယ်၂ယောက်ဟာအုတ်ချုပ်ရုံမှုရုံရှိမှာစိုက်ထူထားတဲ့ကြံဖို့စောမြင့်ဦးရဲ့မဲဆွဲဗနိုင်းကိုစုပ်ဖြဲခဲ့လို့အရေးယူတယ်လို့ဖော်ပြထားပြီးဖအံမြို့မှာယက်စခန်းကရွေးကောက်ဝေကဝေးပေးဥတွေပုံမှန်24ကနေအရေးယူထားပါတယ်အော်တော့32ရက်နေ့ကရန်ကုန်တိုင်းဒလရခိုင်ကျောင်းမြောက်ရွာမှာနေတဲ့ဦးသိန်းစွေဦးမြို့နယ်ရွေးကောက်ဝေးကော်မရှင်အဖွဲ့ဝင်နှစ်တအူးကို အမျိုးသားတအူးကဆဲဆိုထိုးချိတ်တယ်လို့သိရပြီးတော့အဲ့ဒီအမျိုးသားကိုပျော်ပွဲကြီးရဲစခန်းမှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်နောက်ထပ်ရွေးကောက်ပွဲနောက်ဆက်ဖို့ PDF ဆက်သွေးတာတွေလူမှုကွေရဲ့စာမျက်နှာတွေမှာစန့်ကျင်တာကြောင့်ဖမ်းဆီးခံရသူတွေအများပြားရှိလာပါတယ်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူကဗဇက်မှာတခွန်းမှမဟာရဲအောင်ရွေးကောက်ပွဲနဲ့အကြောက်တရားပြိုင်တူဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့နိုဝင်ဘာအောက်တိုဘာအောက်တိုဘာလတလတွေမှာ88ဦးရှိနေပြီလို့ကျွန်တော်တို့သိရပါတယ်ဆိုတော့အချုပ်အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအကြောက်တရားတွေရိုက်သွင်းနေပါတယ် ရွေးကောက်ပွဲမဖြစ်မှာအရန်ကြောက်နေတာကိုတွေ့ရပါတယ်။ခင်ဗျားတို့ကဘလို့မြင်ပါသလဲ။အားလုံးကိုဂျေဇုတင်ပါ